တောင်ကြီးမြို့နိုင်2025-2026ပညာသင်နဲ့ပြည်내အဆင့်ကျောင်းအနှံရည်နှင့်အခမ်းအနားကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အမှတ်၁အခြေခံပညာထက်တန်းကျောင်း၌ယနေ့နေ့နဲ့စနေရီက2025-2026ပညာသင်နဲ့ပြည်내အဆင့်ကျောင်းအနှံရည်နှင့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာရှေးပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘူချုပ်စော်မင်းလက်ကကျောင်းအနှံရည်နှင့်အခမ်းအနားဆိုင်ပုဒ်အား စက်ခလုံနဲ့ရွေဖွင့်လှစ်ပေးပြီးပြည်내ဆင့်ကျောင်းအနှံရေးနှင့်အခမ်းအနားကိုအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဗိုလ်ချုပ်စော်မင်းလက်ပြည်내တရားသူကြီးချုပ်ဦးတန်းဦးလွင်ပြည်내စီးပွားရေးရာဝန်ကြီးဦးခွန်သိမ်းမောင်ပြည်내သင်ရန်စာတပ်ရေးရာဝန်ကြီးဦးဆိုင်လိန်နဲ့ပြည်내ပညာရေးမှုယုံဒုတိယညွှန်ကြားရေးမှုချုပ်ဦးမြင့်လွင်တို့ကဖေးကျူးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်ဆက်လက်၍ကျောင်းအနှံရင်းနှင့်အခမ်းအနားကျင်းပရာအမတ်တအခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူလေးများကအဆိုပါကျောင်းရှိ ေါခင်သိန်းခမ်းမ၌ကပ္ပအစစ်မီပညာရည်တခြင်းဖြင့်တည်ဆူဖွင့်လှစ်ပေးခဲ့ပါတယ်။ထို့နောက်ရှေးပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘူကျုပ်စော်မင်းလက်ကအဖွင့်မာစကားပြောကြားခဲ့ပြီးတိုင်းမူနှင့်ဇနီးပြည်내တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ရှမ်းပြည်내အစိုးရဖွဲ့ဝင်ပြည်내ဝင်ကြီးများကအခမဲ့ပုံနှိပ်စာအုပ်များတင်ထောက်ကူပစ္စည်းများအခမဲ့ဗလာစာအုပ်များကျောင်းဝတ်စုံများကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူပြီး ပြည်နယ်စည်းဝါးရေးရာဝန်ကြီးကဘင်ခရာအဖွဲ့နဲ့ဘဝအဖွဲ့တို့အားဂုံပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရှိရပါတယ်။၎င်းနောက်အမတ်လေးအခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူများကဘက်ဆောင်ပညာကိုယီဒိုလန်းချီတခြင်းဖြင့်တီးဆူဖျော်ဖြေခဲ့ကြပြီးတိုင်းမှုနှင့်တာဝန်ရှိသူများကပညာရေးပြကန်လှည့်လည်ကြီးစုခဲ့ကြောင်းသိရှိရပါတယ်ခမညာ။